ကရင်မျိုးသားစီရုတ်ခင်အန်ယူကကရင်ပြည်ကော့ကရိတ်မြို့နယ်ကျုံတိုးမြို့မှာကြားဖြတ်နဲ့ပတ်သက်တဲ့ငွေလေလုတ်တာနိုင်ငံခြားသားတွေလက်ခံမှာမဟုတ်ဘူးလို့ထုတ်ပြန်လာပါတယ်။ KNU ရဲ့ထိတ်ချုပ်နေမည်ဖြစ်တဲ့ကျုံတိုးမြို့နယ်မှာစစ်ကောမရှင်ရဲ့ထိုးစစ်တွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေဆက်တိုက်ဖြစ်ပွားနေရာကြောင့်ဒေသန္တရစီကန်းချက်တွေကိုအရေးပေါ်ထုတ်ပြန်လိုက်တာလို့ဆိုပါရယ် နိုဝင်ဘာလ9ရက်နေ့ကထုတ်ပြန်ချက်ထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့နေဆက်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေစိုးခွာလာတဲ့နိုင်ငံခြားသားဝန်ထမ်းတွေကိုလမ်းကြောင်းပေးတာနဲ့လက်ခံခေါ်ယူတာမျိုးမလုပ်ဖို့တားမြစ်ထားတာပဲဖြစ်ပါတယ်။ စစ်ကုမရှင်သက်ကိုယ်တိုင်အွန်လိုင်းငွေလိမ်နဲ့လောက်ကစားလုပ်ငန်းတွေမှာပါဝင်နေပြီးအခုချိန်မှာတော့ဟန်ပြနေနေရေးတွေလုပ်နေတယ်လို့ဒီလုပ်ငန်းတွေကနေထွက်ပြေးလာတဲ့နိုင်ငံခြားသားတွေကိုပုံစံအမျိုးမျိုးနဲ့ရွှေ့ပြောင်းပေးနေတာတွေ့ရှိရလို့ဒီလိုထုတ်ပြန်ရတာဖြစ်တယ်လို့ KNU ကဆိုပါတယ် ဒါကြောင့် KNU ကကြုံတိုးမြို့နယ်အသွင်းမှာအွန်လိုင်းငွေလိမ်လုပ်ငန်းကနေစိုးခွာလာတဲ့နိုင်ငံခြားသားဝန်ထမ်းတွေကိုလမ်းကြောင်းပေးရွှေ့ပြောင်းတာလက်ခတ်ခေါ်ယူတာမျိုးမလုပ်ရဆိုပြီးမဖြစ်မနေလိုက်နာဖို့ညွှန်ကြားထားပါတယ်ဒါအပြင်နေမည်မတည်ငြိမ်မှုကိုအခွင့်အကောင်းယူပြီးဘယ်လောက်ကစားလုပ်ငန်းမျိုးကိုမှဖွင့်လင့်တာမျိုးမလုပ်ရဘူးလို့လည်းဆိုပါရယ်။လက်ရှိစည်ရေးတင်းမာမှုတွေကြောင့်ပြည်သူလူထုရဲ့လုံခြုံရေးအတွက်လည်းအရေးပေါ်စည်းကဲ့နေရက်ကိုထပ်မံထုတ်ပြန်ထားပါရယ်။ ပြည်သူလူထုအနေနဲ့ည၈နာရီကနေမနက်၆နာရီအသွင်းခရီးသွားလာတာမျိုးမပြုလုပ်ဖို့တားမြစ်ထားပါတယ်။ဒါပြင်ဘုတ်ခုကျင်းတွေမဖြစ်မနေထားရှိဖို့လည်းညွှန်ကြားထားပါတယ်။ဒီစည်းကမ်းချက်တွေကိုမလိုက်နိုင်ရင် KNU ရဲ့ဥပဒေနဲ့အညီအရေးယူခံရမယ်လို့လည်းတတိပေးထုတ်ပြန်ထားပါတယ်။